မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ18ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်မြို့သိမ်းတိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်တန်တွဲမြို့ကိုအရခတ်တက်တော် AA ကသိမ်းပိုက်ထိန်းချုပ်လိုက်ပြီးလို့တန်တွဲဒေသခံတွေကပြောဆိုလိုက်ပြီးတော့တန်တွဲမြို့ပေါ်မှာရှိနေတဲ့ပိတ်မိနေတဲ့ဒေသခံများကို AA ကကယ်ထုတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ငပလီမျိုးကစစ်ကောင်စီတရင်နှစ်ခုနဲ့တန်တွဲမျိုးအနီးတပ်စခန်းငယ်များကိုတိမ့်ပိုက်ပြီးတဲ့နောက်မှာတန်တွဲမျိုးတွေကို AA ကဇော်လိုက်လ16ရက်နေ့မှာဝင်ရောက်တိမ့်ပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ဒေသခံတွေကပြောနေကြပါတယ်။တန်တွဲဒေသခံတအူးက AA ကအခုပိတ်မိနေတဲ့တပ်ကြီးပိုင်းတွေပြီးတော့ကလေးတွေအမျိုးသမီးတွေကိုမြို့ပေါ်ကနေပြီးတော့ကယ်ထုတ်နေပါတယ်။စစ်ကောင်စီတပ်သားတွေကတန်တွဲမျိုးပေါ်မှာလုံးဝမရှိတော့ပါဘူး။အကုန်လုံးထွက်ပြေးကုန်ကြတယ်စစ်ကောင်စီကလေချောင်းကနေတန်တွဲမျိုးကိုဘုံကျဲတိုက်ခိုက်နေတယ်။အေအေကတော့မျိုးကိုထိန်းချုပ်လိုက်ပြီလို့ပြောဆိုခဲ့ပါတယ်။ တန်တွဲမြို့နယ်ကမောင်ရွှေလေးရေတပ်အနီးဇလွန်ရွာမှာစစ်ကောင်စီကတပ်စခန်းချထားတဲ့နေရာကိုစစ်ကောင်စီတပ်သားများထွက်ပြေးသွားပြီးတော့အဲ့ဒီစခန်းကတပ်သားများနဲ့တွဲရောက်ပူးပေါင်းနေတယ်လို့ဒေသခံတွေကပြောပါတယ်ဇလွန်ကျေးရွာဟာပြီးခဲ့တဲ့၄ရက်လောက်ကစပြီးတော့မောင်ရွှေလေးရေတပ်ကအင်အား၃၀ကျော်နဲ့စစ်ကောင်စီကတပ်ဆွဲနေရာယူထားကြောင်းနဲ့ ဇလွန်နဲ့မောင်ရွှေလေးရေတက်ဟာဆယ်မိုင်ကန့်ကွာဝေးတယ်လို့တန်တွဲမျိုးနဲ့ဇလွန်ကဆယ်မိုင်ကျော်ကွာဝေးကြောင်းသိရှိရပါတယ်။လက်ရှိမှာတန်တွဲမျိုးကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုများပြုလုပ်နေပြီးတော့နေအိမ်များပျက်စီးမှုရှိကြောင်းနဲ့ဒေသခံများထိခိုက်မှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်။တန်တွဲမျိုးကိုတင်ပိုက်လိုက်ပြီးလို့ဒေသခံတွေကပြောဆိုထားတော့လေ။ AA ကတော့ဇူလိုင်လ16ရက်နေ့ညပိုင်းအထိကိုတရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးတယ်လို့၎င်းနဲ့ပတ်သက်ပြီးတော့လေ AA ရဲ့ပြောခွင့်ရဥခိုင်တုခကိုလည်းဆက်သွယ်မေးမြန်းနေသေးဖြစ်တယ်လို့သိရပါတယ်။ ယ်တန်တွဲအချင်းတောင်နဲ့မြို့မရဲစခန်းမှာရှိတဲ့စစ်ကောင်စီတပ်စခန်းများကိုအေအေကရှင်းလင်းနိုင်ခဲ့ကြောင်းနဲ့ဒေသခံများကိုဘေးလွတ်ရာကိုပြောင်းရွှေ့နေကြောင်းနောက်ထပ်ဒေသခံတအုပ်ကအတိအပြုပြောကြားထားပါတယ်အခုအေအေတပ်ဖွဲ့ဝင်တွေဘေးလွတ်ရာကိုကယ်ထုတ်နေပါတယ်စစ်ကောင်စီကတော့လေကြောင်းကနေဘုံကျဲနေတယ်မြို့ထဲမှာပြက်စီးမှုတချို့ရှိနေပါတယ်အသေးစိတ်ကိုသိဖို့တော့အရန်ခတ်ခဲ့တယ်အေအေကတန်တွဲမြို့ကိုထိန်းချုပ်လိုက်ပြီလို့ပြောဆိုထားပါတယ် ငပလီမျိုးကခမရ966တရင်နဲ့ခလရ55တရင်အပါဝင်တန်တွဲမျိုးအနီးမှာရှိတဲ့စစ်စခန်းငယ်များကိုအရခတ်တပ်တော် AA ကသိမ်းပိုက်ပြီးတဲ့နောက်မှာဂဇင်ကလျားနဲ့ထွက်ပြေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုရှင်းလင်းနေကြောင်း AA ကပြီးခဲ့တဲ့ရက်ပိုင်းတွေကထုတ်ပြန်ထားပါတယ်။အရခတ်တပ်တော် AA ကမောင်တော်ဒေသမှာလည်းလက်ကျန်စစ်ကောင်စီတပ်စခန်းများနဲ့ထွက်ပြေးလွတ်မြောက်နေတဲ့တပ်သားများကိုလိုက်လံရှင်းလင်းနေပြီးတော့မောင်တော်မျိုးကိုအလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ဖို့အတွက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမရီယာမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတွေတပ်ဆွဲထားတဲ့ Alpha B လက်မြေစက်ယုံတပ်စခန်းနဲ့ကောင်တာ၅တပ်စခန်းကိုမန္တလေး PDF ကထပ်မံတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့စစ်သားအလောင်းများနဲ့လက်နက်ခဲယမ်းများကိုသိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးဟာ မရီယာမြို့နယ်မှာရှိတဲ့အယ်ဖာဘီလက်မြေစက်ရုံတပ်စခန်းနဲ့တောင်တငါတပ်စခန်းတို့ကိုအပိသက်သိမ့်ပိုက်ရရှိခဲ့ပြီးတော့လက်ရှိအချိန်မှာမရီယာမြို့နယ်အတွင်းတပ်စခန်းပေါင်းစုစုပေါင်း28ခုအထိကိုသိမ့်ပိုက်ရရှိထားပြီဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်မရီယာမြို့နယ်အတွင်းမှာရှိတဲ့ကြောက်တရားတပ်စခန်းမှာလည်းတိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိပြီးတော့အပိသက်သိမ့်ပိုက်ရရှိဖို့အတွက်လှုံ့ဆော်လျက်ရှိတယ်လို့သိရပါဗျ။ မရေယာဆစ်စင်ရေးမြောင်းမှာအကြမ်းဖက်စစ်ကောင်စီထံကနေပြီးတော့လက်နက်ခဲယမ်းများနဲ့ပုံမှန်များကိုလည်းထပ်မံသိမ်းဆည်းရရှိထားတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာအယ်ဖာဘီလက်မြေစက်ယုံတပ်စခန်းကနေစုခွာထွက်ပြေးတဲ့အချိန်မှာစက်ယုံအဆောက်အဦများကိုမိရှို့ဖျက်ဆီးသွားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ် update သတင်းကတော့နေပြည်တော်အေလာလေစိတ်ကိုတရားခွန်မှာမှ short tight ဒုံးနဲ့ပြစ်ခတ်တိုက်ခဲ့ရာလေတပ်အရာရှိ၄ဦးအပါအဝင်16ဦးသေဆုံးပြီးတိုက်လေရင်2ဆီးအပါအဝင်၄ရင်3ဆီးပျက်စီးကအဆောက်အုံများလဲထိခိုက်ပျက်စီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ16ရက်နေ့မနက်9:00နာရီအချိန်ကမှနေပြည်တော်အေလာလေဒတ်အတွင်းကိုတရားခွန်မမ short tight ဒုံး9လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့ short tight ဒုံး9လုံးဟာ ပြစ်မှတ်ကိုအောင်မြင်စွာထိမှန်ပေါက်ကွဲခဲ့ပြီးတော့လေတပ်အရာရှိ၄ဦးနဲ့လေတပ်အခြားအဆင့်စစ်သည်၁၂ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ဒါအပြင် A5 Bomber Jet Fighter ဒဇီးဟာတုံးလို့မရအောင်ပျက်စီးသွားပြီးတော့နောက်ထပ် Jet Fighter ဒဇီးခေါင်းပိုင်းကိုထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ ဒါအပြင် Wine Trap Military Transport Aircraft တစ်စီးလည်းထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါဗါးအလားတူပဲအဆောက်အဦ၄လုံးလက်နက်ခဲယမ်းတိုက်၃လုံးလေယာဉ်ပြုပြင်ရေးအပိုပျက်စီးဂိုဒေါင်ကျုံတို့မီးလောင်ပျက်စီးခဲ့ပြီးတော့လေတပ်အရာရှိ၃ဦးနဲ့အခြားအဆင့်၇ဦးလည်းပျောက်ဆုံးနေကြောင်းသိရှိရပါဗါး၎င်းတိုက်ခိုက်မှုကို Mountain Knight Civilians Defense Force MKCDF အဖွဲ့နဲ့ Mercury Revolution Force MRF အဖွဲ့တို့ဟာ Brave Warriors for Myanmar BWM အဖွဲ့ရဲ့စီမံမှုနဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့ရဲဘော်များအလုံးဘေးကင်းလုံခြုံစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာအကြမ်းဖက်စစ်ကောင်စီကအေလာလေးစိတ်အနီးမှာရှိတဲ့ကျေးရွာ9ရွာကိုတနက်ပစ်ဖောက်ပြီးတော့ဝင်ရောက်စီးနင်းပြီးပြည်သူ၁၂ဦးကိုအကြောင်းမဲ့ဖမ်းဆီးသွားတယ်လို့သိရပါတယ်။ မေတီတော်မြို့အဝင်လမ်းကြောင်းကိုဇွန်လ12ရက်နေ့ကလေးကအခုချိန်ထိလုံခြုံရေးတွေအပြည့်ချထားပြီးတော့တင်းကျပ်ထားတဲ့အဲ့ဒီဂျားတွေကနေကျွန်တော်တို့ရဲဘော်တွေအေလာလေဓာတ်ကိုအလစ်ဝင်လောက်တာပါပြစ်ပြီးပြီးချင်းမှာပဲစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဖြစ်နိုင်ခြေရှိတဲ့နေရာတွေအားလုံးကိုဝိုင်းပိတ်တယ်ရွာခုနှစ်ရွာကိုပိုက်စိတ်တိုက်ဝင်ရှာတယ်ဖမ်းတယ်ရွာတွေပတ်ချလဲကကြံကင်းနှမ်းကင်းပြောင်းကင်းတွေကိုလည်းလက်နက်ငယ်ငကြင်းမီစက်တနက်တွေနဲ့လိုက်ပစ်နေတယ်တန်တရားရှိတဲ့သူ72ဦးကိုဖမ်းဆီးသွားတယ်လို့ Mountain Knights Civilians Defense Force MKCDF အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။အေလာ၄တဲ့စကန်းဟာလုံကြုံရိပ်အထူးတင့်ကျက်တဲ့အစ်စ်မြဲ၄စိတ်ဖြစ်ပြီးတော့အာနာသိန်းစက်ကောင်စီကကယင်းဒီဒေတာနဲ့ကယင်းပြည်နယ်အပအဝင်နိုင်ငံအနှံ့အပြားကပြည်သူများနဲ့တော်လှန်ရေးအင်အားစုများကိုဘုံကျဲတိုက်ခိုက်ရမှာအထူးအားထားရတဲ့၄စိတ်ဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီ mission ဟာ BWM အဖွဲ့နဲ့ MKCDF အဖွဲ့တို့ကဒီဇိုင်းမတ်မတ်ပူးပေါင်းဖော်ဆောင်နေတဲ့လေဓာတ်ခြေမုံရိပ်စီမံချက်ရဲ့အစိပ်အပိုင်းတစ်ရပ်ဖြစ်ပြီးတော့အခုတိုက်ခိုက်မှုအပအဝင်နေပြည်တော်အီလာလေဓာတ်ကို ၅ချိန်မြောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အာနာသိန်းစစ်ဘိုလ်ချုပ်များဟာအခြေအနေမကောင်းရင်ပြည်ပကိုထွက်ပြေးဖို့အတွက်အားထားရတဲ့လေဓာတ်ဖြစ်တဲ့အတွက်ကြောင့်စစ်ဘိုလ်ချုပ်များပြေးပေါက်မရှိရန်လဲရည်ရွယ်ပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ကျွန်တော်တို့မစ်ရှင်မှာဥဆောင်စီမံပေးခဲ့တဲ့ BWM အဖွဲ့ကိုရော Mercury Revolution Force အဖွဲ့ကိုရောဂန္ဓာအသီးသီးကနေပါဝင်ပြီးတော့အားဖြည့်ပေးတဲ့မဟာမိတ်ရဲဘော်ရဲဘက်တွေအားလုံးကိုကျေးဇူးတင်ပါတယ်လို့ Mountain Knight Civilian Force MKCDF အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုင်ပွဲသတင်းကတော့ရှမ်းမြောက်ဒေသလာရှုံမြို့နယ်ကစစ်ကောင်စီအုပ်စုရဲ့နန်ချိုင်းစကမ်းကိုကိုကန့်တက်မတော် MNDAA ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဇူလိုင်လ14ရက်နေ့က MNDAA ရဲ့မဟာမိတ်တပ်မဟာ111ကနန်ချိုင်းစခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတော့စစ်တုံးမန်းတွေကိုပါဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါရတယ်။အဲ့ဒီစစ်တုံးမန်းတွေထဲမှာအသက်18နှစ်မပြည့်သေးတဲ့ ကလေးကင်းထောက်၃ဦးပါဝင်တယ်လို့ဖော်ပြထားပြီးတော့ဖမ်းဆီးရမိတဲ့စစ်တုံးမှအရေးအတွက်ကိုတော့ဖော်ပြမထားဘူးလို့သိရပါတယ်။ဒါအပြင်ဇော်လိုက်လ73ရက်နေ့ကလည်းလာရှိုးစစ်ပွဲဇုံအတွင်းကနေပြီးတော့စစ်ကောင်းစီဘက်ကဒုတက်ခွဲမှုတအူးအပါဝင်စစ်တုံးမှ32ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။ MNDA ရဲ့မဟာမိတ်တပ်တွေကအဲ့ဒီဒဏ်ရာရတဲ့စစ်တုံးမှန်းတွေကိုလူသားချင်းစာနာမှုဆိုင်ရာစေကူတမှုများကိုပေးအပ်ခဲ့တယ်လို့ဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းဒီပဲရင်မြို့မှရဲစခန်းကနေကင်းမုံဝေရန်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုပြစ်ခတ်တိုက်ခတ်ရာနှစ်ဦးသေဆုံးပြီးတော့တနက်နှက်လက်တင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇူလိုင်လ16ရက်နေ့မနက်9:45မိနစ်ခန့်မှာဒီပဲရဲမျိုးမှရဲစခန်းကကင်းမုံဝစ်ရံထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကပြစ်ခတ်တိုက်ခတ်ရာမိနစ်30ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ထွေအုပ်ဝန်ထမ်းတအုပ်အပါအဝင်2ဦးပွဲချင်းပြီးတေဆုံးကတအုပ်ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါပါတယ်။ကာပိုင်တနက်နှက်လက်ကိုတင်းစီနိုင်ခဲ့ပြီးတော့ပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့ဝင်များအထိကိမရှိအောင်မြင်စွာစုခွာနိုင်ခဲ့တယ်လို့သိရပါပါတယ်။သူတို့ကမျိုးမှရဲစခန်းထဲကနေကင်းမုံဝစ်တဲ့နေရာကိုတွားဖို့ထွက်လာတာကျွန်တော်တို့ကမျိုးမှရဲစခန်းထိတ်ကနေ ကင်းမုံဝစ်ပြီးတော့စောင့်ပြစ်တာစခန်းထဲဆိုရင်နင်းနီးလေးပဲထွက်လာတာက၃ယောက်ပဲထွက်လာတာတကယ်တမ်းဆိုရင်သူတို့ကကင်းယူမဲ့နေရာကိုသွားဖို့လူအယောက်20လောက်ထွက်ဖို့ပဲသူတို့ထွက်ထွက်လာချင်းမှာပဲစီးပြီးတော့ပြစ်တာဆိုတော့ပြစ်ကွင်းထဲကိုဝင်လာတာကရှေ့ဆုံးက၃ယောက်ပေါ့ထွေအုပ်ဝင်တဲ့တူအပါဝင်၃ယောက်ပေါ့အဲ့ဒီ၃ယောက်ကိုပြစ်ပြီးတော့သူတို့ရဲ့ကာပိုင်တန်းနဲ့နှက်လက်ကိုပြေးပြီးကောက်ယူနိုင်ခဲ့တာ ရဲစခန်းနဲ့နီနီလေးဆိုတော့အတော်ကိုပြည့်ယူလိုက်ရတယ်လို့အာနာရှင်တော်လန်ရေးပြည်သူ့တပ်မတော် ADPIA တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကိုဒီပေရင်မျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့အင်အားစုဖွဲ့ရင်းနဲ့လေ့ကျင့်ရေးအဖွဲ့ကဦးစီးပြီးတော့ဒီပေရင်ပကဖတိုက်နယ်1 2ရေဦးမျိုးနဲ့ပကဖ Glacy Force ရေဦးမျိုးနဲ့ပကဖ Phoenix တပ်ခွဲရေမာပင်ခရိုင်တိုက်ရင်း30 ADPRA ရန်ကြီးအောင် LDF တို့ပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆလာပီတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းစင်ကူးမြို့ကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေဇက်တိုက်ဘုံကျဲနေပြီးတော့ပြည်သူများထိခိုက်ဒေဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ့် ဇော်လိုက်လာ16ရက်နေ့မှာစင်ကူးမြို့ရက်ွက်တဲမှာရှိတဲ့ကံကြီးကျောင်းဘက်ကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့ပြီးနေအိမ်အများပြပျက်စီးကပြည်သူများလည်းထိခိုက်ဒေဆုံးခဲ့တယ်လို့သိရပါတယ်လက်ရှိအချိန်ထိကိုအကြမ်းဖက်စစ်တပ်ကလေရင်များဇက်တိုက်ပြန်ဝဲနေပြီးနေအိမ်ပျက်စီးမှုအရေအတွက်နဲ့ပြည်သူများထိခိုက်ဒေဆုံးမှုအရေအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ဒေသခံပြည်သူများကပြောဆိုခဲ့ပါတယ်ရက်ွက်တဲကံကြီးကျောင်းဘက်မှာမိတွေလောင်နေတဲ့စစ်ခွေးတွေကလေကြောင်းကနေဇက်တိုက်ကိုဘုံကျဲချနေတာနေအိမ်ပျက်စီးမှုတွေများတယ် ်ပြည်သူတွေထိခိုက်မှုအရေးအတွက်ကတော့မသိရသေးဘူးတေဆုံးသူတွေလည်းရှိတယ်လေချောင်းကနေပြီးတော့အကျဉ်းရိပ်အများအပြားကိုဘုံကျဲချနေတာလို့ဒေတာကန်ပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ